မြတ်စွာဘုရားကကိုယ့်ကိုယ်သူတွေကိုဘလို့အကျိုးပြုတယ်လေဘလို့နီးနဲ့ဘုရားကလူတွေကိုကောင်းကျိုးချမ်းသာရစေတယ်လေဆိုဘုရားကမားတယ်ဆိုဒီမှာတကိုးတော်နဲ့ပါစတာမဟုတ်ဘူးဘလို့နီးနဲ့ပါစတော့ဆိုရင် ဟိတေဘဝတ္တနေနာအဟိတာသနိဝတ္တနေနာတတနာဘယံဟိန္တိပုဒ္ဒောလို့ဆိုရတယ်။မြတ်စွာဘုရားဟာသရဝတိပေါ်မှာကြံ့ရောက်မဲ့ဘေးအနေရိမကြောက်ရမကြောက်ရောက်ဖို့ချမ်းသာဒုက္ခတွေရဖို့အတွက်ကောင်းကျိုးကိုဖော်ဆောင်နိုင်တဲ့ဟိတဆိုတဲ့ကုသတရားတွေကိုဖြစ်ပေါ်စေအောင် လမ်းညွှန်မှုပြုတယ်။ဆင်းရဲဒုက္ခကိုပေးတတ်တဲ့အဟိတလို့ခေါ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားစေတယ်။အဲ့ဒီနီးအားဖြင့်တရားရည်ရဲ့အကျိုးပြီးဖို့ပြီးမြတ်စွာဘုရားဆောင်ရွက်တယ်လို့ဒီလိုပဲနားလည်အောင်ဖြစ်တယ်။